2025-2026ပညာသင်နှစ်အတွက်အခြေခံအကြောင်းတွေကျောင်းအနှံတော်ကိုယမန်လေးကစတင်နေပြီဖြစ်ရာရင်းနေမှာပင်ကျောင်းအနှံသူဦးရေ12သိန်းကျော်အထိမြောက်ပြခဲ့တယ်လို့ပညာရေးဝန်ကြီးဌာနကသိရပါတယ်။အခုနှစ်အခြေခံပညာကျောင်းတွေမှာကျောင်းအပ်စတင်လက်ခံတဲ့မေလ22ရက်တရက်အထဲမှာပင်တိုင်းဒေသကြီးနယ်ပြည်နယ်အသီးသီးရှိအခြေခံပညာကျောင်းတွေကိုပိုင်းကျောင်းနယ်ဖုံးတော်ကြီးတင်ပညာရေးကျောင်းတွေကိုလာရောက်အနှံတဲ့ကျောင်းသား ားချောင်းသူအရှိရအတွက်12,4123ဦးရှိခဲ့တယ်လို့ဆိုပါတယ်။ အဒီလိုကြောင်းအနှံရမှာအခချင်းဝေပေးစရာမလိုတလို့ကျောင်းသားကျောင်းသူတွေကိုကျောင်းသုံးဗလာစာအုပ်ဘောပင်ခဲတံကျောင်းဝတ်စုံတွေလည်းအခမဲ့ထောက်ပံ့ပေးသွားမယ်လို့ပညာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။အဆိုပါ2025 2026ပညာသင်နှစ်အတွက်ကျောင်းအနှံရေးသတင်းပတ်ကိုမေလ22ရက်ကနေဇွန်လ3ရက်နေ့အထိသတ်မှတ်ထားပြီးဒီကနေ့မှလည်းဆက်လက်အနှံနေကြပါတယ်။ ဒီကနေ့အနှံချားတဲ့ရန်ကုန်မြို့ကနမတီအချို့ကျောင်းတွေမှာထော့ကျောင်းသုံးပုံနှိပ်စာအုပ်မလုံလောက်တာတွေရှိနေတဲ့လို့သိရပါတယ်ရှင်။